မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းနီးမြန်မာသားဖန်နီးနဲ့စကားပြောဆိုနီးလေးတွေအပြင် အတန်းစဉ်အလိုက်မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါတယ်ရှင်ဒီနေ့တော့နံဝင်မာတန်းမြန်မာသားဖတ်စာမှာပါဝင်တဲ့စောင်းမလေးတပုတ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်သုတရတစကပြေအမျိုးအစားလေးဖြစ်ပါတယ်ရှင်ဒီစောင်းမလေးရဲ့နာမည်ကတော့ယုခဗေဒာတဲ့ ။စောင်းမလေးကတော့ဆရာသိန်းဖေမြင့်ကနေပြီးတော့ရင်20ရာစုမှာရေးသားခဲ့တာဖြစ်ပါတယ်။ဒီစောင်းမလေးကိုဖတ်ရှုခြင်းအပြင်เนาะအဓိက အချက်ကလေးတွေကိုသိရှိရမှာဖြစ်ပါတယ်။အဲ့ဒါတွေကတော့တပင်တို့ရဲ့ဖြစ်တရားသက်တမ်းနဲ့တမိုင်းအကြောင်းကိုဘူတုဒ္ဒအဖြစ်သိရှိရတယ်နောက်တစ်ခုကသိပ္ပံပညာရဲ့သဘောကိုလည်းလေ့လာခွင့်ရတယ် လူတရိษံတတဝါတို့ဖြစ်တရားကိုသိရှိခွင့်ရခြင်းနဲ့ကဘာပေါ်မှာလူသားတို့စတင် ပေါ်ပေါက်လာခဲ့ပုံသစ်ပင်တို့ရဲ့သဘောတဘာဝနဲ့သက်ရှိယဝိထုတို့ရဲ့အကြောင်းကိုဒီရုတ်ခပေးတာ ဆိုတဲ့စောင်းမလေးမှာစူဇန်လေးလိုင်သိရှိရမှာ ဖြစ်ပါတယ်ကဲဒါဆိုရင်ဒီယုခပေတာ ဆိုတဲ့ဆရာကြီးသိမ့်ဖေမြင့်ရေးသားခဲ့တဲ့ယုခပေတာစောင်းမလေးကိုဖတ်ကြည့်လိုက်ရအောင်။ တက္ကသိုလ်နယ်မြေထဲတွင်1948ခုနှစ်ကတရက်ပင်ကြီးတပင်ပြိုလဲခဲ့လေသည်1946ခုနှစ်တွင်ထင်းရှားပါနေခြင်းဖြစ်၍လူအများက အကိုင်းအခက်များကို ခုတ်ယူကြသည်ဘူမိပေရာပမောက္ခကမူပင်စီမတပိုင်းဖြတ်ယူပြီးဘူမိပေသူ့ဘူမိပေရာဌာနတွင် ထားလေသည်ထို့နောက် ဘိုင်ယိုလိုဂျီဌာနအဲ့တွက် အထူးအသုံးဝင်သည့်ဖြင့်ထိုအပိုင်းကိုထွက်ဝက်စီလွှာပြီးတလွှာကိုဘိုင်ယိုလိုဂျီပြတိုက်သို့ပို့ပေးခဲ့သည်ထိုတည့်ရပင်စီလွှာမျက်နာကိုကြည့်လျင် အသက်ရစ်များကို တွေ့ရသည်တစ်ပင်တို့သည်တနှစ်လျင် တရစ်တက်ကြ၏အသက်ရစ်များကို ရေတွက်ပြီးတစ်ပင်သက်တမ်းကို ရေတွက်ကြရသည် ထိုတည့်ရပင်သည်1930ခုနှစ်တွင် ပောက်ခဲ့သည် ထိုတည့်ပင်အားရန်ကုန်သမိုင်းကို ပြောပြစေသည် ထိုတည့်ရပင်အသက်23နှစ်ရောက်သောအခါ1953ခုနှစ်တွင် အလောင်းဖျားသည်ရန်ကုန်မြို့ကိုတီထောင်တော်မူ၏1969ခုနှစ်တွင်မြေငလျင်အကြီးအကျယ်လှုပ်ပြီးရွှေတဂုံစေတီကြီးပျော်ပျော်ခဲ့၏ 1996ခုနှစ်ဘိုးတော်ဖျားရန်ကုန်မြို့သို့ကြွလာပြီးခေါလောင်ကြီးလှူတော်မူ၏စသည်များဖြင့်အသက်ရင်များတွင်ရေးသားထားလေသည်ယုဂဗေဒဆရာများက USA နှင့် Australia ရှိယခုတိုင် အသက်ရှင်နေသေးသော စီကွန်ယာခေါ်တစ်ပင်ကြီးများကို အသက်၄000 6000စသည်ဖြင့်ရှိကြောင်း ပြောဆိုကြသောအခါကျွန်တော်တို့မှာမယုံကြည်နိုင်လောက်အောင်ပင် ဖြစ်ကြရ၏ထိုသစ်ပင်ကြီးများပေါက်သည့်နှစ်များမှာမှတ်တမ်းသမိုင်းမရှိခဲ့ယုံမက ထိုသစ်ပင်များပေါက်ရာ ထိုဒေသများထိုတိုက်ကြီးများရှိနေသည်ကိုပင်ရင်ကျေးသော လူတို့က သိရှိခဲ့ကြသည်မှာမကြသေးမဟုတ်ပါလောသို့သောယောက္ခဗေဒပညာရှင်တို့သည်အောက်ခြေလွတ်သောဇကားတို့ကိုဆိုခဲ့သည်မဟုတ်တပိနို၏ပင်စီသည်တနှစ်လျင် တရစ်တိုးကြောင့်တေချာစွာသိရှိပြီးမှ တွက်ဆခဲ့ကြခြင်းဖြစ်သည် ထို့ပြင်သစ်ပင်ဤပင်စီကြီးကြီးမှုမှာအကိုင်းအခဲအရွက်အသီးတို့ဤကြီးပြင်းပုံနှင့်မတူသည်ကိုလေ့လာပြီးမှ ထို့သို့ဆိုနိုင်ခြင်းဖြစ်သည်တတဝါခေါ်သော အကောင်အမျိုးမျိုးဤအစစ်အပိုင်းအစိတ်ကြီးပုံနှင့်သစ်ပင်တို့ဤအစစ်အပိုင်းအစိတ်တို့ကြီးပြင်းပုံမတူခြားနာသည်ကို နားလည်ပြီးမှ ပြောခြင်းဖြစ်ပေသည် ဘိုင်အိုလော်ဂျီသိပ္ပံပညာရှင်တို့သည် လူဟုသော တတ္တဝါဤကဘာမှာပေါ်သည်မှာအနှစ်2000တာရှိသေးသည်ဟုခန့်မှန်းကြသည်အဲအနှစ်2000တာရှိသေးသည်ဟုခန့်မှန်းကြသည် လူအပါအဝင် ဖြစ်သော ခြေနှစ်ချောင်းတတ္တဝါသည် ခြေလေးချောင်းအပြည့်မှ ကူးပြောင်းတိုးတက်ရသည်မှာနှစ်တန်းပေါင်းများစွာကြာသည်ဟု တွက်ဆကြလေသည် ကုန်းတတဝါသည် ရေတတဝါအဖြစ်မှကူပြောင်းတိုးတက်ရသည်မှာနှစ်တန်းဂျာပေါင်းများစွာကြာသည်ဟု တွဲဆကြသည် ကဘာတွင်တက်ရှိယဝိထုဝါတဇီဝယဝိထုဝါအပင်အကောင်ဟူ၍စတင်ဖြစ်ပေါ်ခဲ့သည်မှာနှစ်တန်းထောင်ပေါင်းများစွာကြာပြီဟု ဆိုကြလေသည်ဤတီတို့က အောက်ခြေလွတ်သောအစိုးအမိတ်များမဟုတ်ကြကုန်တရက်ပင်ဤအသက်ကို စနစ်ကြကြရှူးတောင့်အမျိုးမျိုးမှလေ့လာပြီးကျန်းစတွေ့ယူသည့်ဤသူလက်ရှိတဇီဝရုပ်ဝိထုတို့ကို စနစ်တကျရှူးတောင့်အမျိုးမျိုးမှလေ့လာပြီးကျန်းစမိတ်ဆိုကြခြင်း ဖြစ်ပေသည်ကဗတ်တထဝီကဗတ်ဥတုစသည်တို့ဤနှင့်စင်သာမက နှင့်ရာစုတာမက နှင့်သိန်းသန်းစုတို့တွင် ပြောင်းလဲမှုနှင့်တသရှိရဝိတုတို့ ပြောင်းလဲပုံတို့ကိုဆက်ဆက်၍လေလာစင်ကျင်ကြရသည်အညမြညပစ္စယဖြစ်ပုံအပြန်အလှန်ကျေးဇူးပြုပုံကိုကြံစကြရပေသည် ထို့ပြင် နှင့်သန်းမောင်းများစွာ ရေခဲပြင်အောက်တွင်မပုံမသောမယွင်းမယိုပဲကြံရစ်တော်ရုပ်ကျွင်းများ မြင်းလွှာကြောက်လွှာများအောက်တွင်ဓာတ်တဘာဝတို့ဤပယောဂဖြင့်ကြောက်အဖြစ်ဖြင့်ပြောင်းလဲသွားရသော force ရုပ်ရုပ်ကျွင်းများမကြေမပြောက်ထုံးကြောက်ဖြစ်သွားသောအယိုးများအခွန်များစသည်တို့ကိုလေလာလက်လက်တွေ့လေလာပြီးမှသဘောထုတ်အစီညှင့်ရဲ့ဟောပြောကြခြင်းဖြစ်၏ဒါလေးကတော့ဆရာသိန်းဖေမြင့် ရေးသားခဲ့တဲ့20ရာစုမှာရေးသားခဲ့တဲ့ယုခဗေဒဆိုတဲ့သူတ္တရတ္တ ဆောင်းမစကပြေလေးကိုဖက်ပြပေးခဲ့တာဖြစ်ပါတယ်ဒီဆောင်းမလေးမှာတော့ခက်စစ်အဖွင့်7လုံးကိုပေးထားတာဖြစ်ပါတယ်ပထမဦးဆုံးအလုံးလေးရတော့ပထဝီတဲ့ပထဝီဆိုတာမြေတန်းမြေကြီးနောက်တစ်ခုကပင်စီပင်စီဆိုတာကတော့တစ်ပီကိုတဲ့နောက်တစ်ခုကဘင်ကဘင်ကဆိုတာပျက်စီးခြင်းဆုံးရှုံးခြင်းနောက်တစ်ခုကဘူမိပေတာ ဘူမိဗေဒာဆိုတာမြေလွှာမြေတုနဲ့ပတ်သက်သော နောက်တစ်ခုကယုတ်ခဗေဒယုတ်ခဗေဒဆိုတာတော့အပင်များနဲ့ပတ်သက်သော သိပ္ပံပညာရက်နောက်တစ်ခုကယုတ်ကျွင်းယုတ်ကျွင်းဆိုတာကတေပြီးနောက်ကြံရစ်ခဲ့သောယုတ်ကလန်တေပြီးနောက် ရှေကြစွာတည်ရှိသောယုတ်အစုအဝေးနောက်တစ်ခုဟာတဇီဝတဇီဝဆိုတာကအသက်ရှိသော နောက်တစ်ခုဟာဥတုဥတုဆိုတာတစ်နှစ်ကို၃ပိုင်းပိုင်း၍တတ်မှတ်သောနှွေမိုးဆောင်မှုသောကာလ နောက်တစ်ခုဟာဥပါဒဥပါဒဆိုတာဖြစ်ခြင်းနောက်တစ်ခုကအခွန်အခွန်ဆိုတာက တစ်ပင်သီးပင်စသည်တွင်ပြင်ပမှဖောက်အုပ်ထားသောအလွှာနှင့်နောက်တစ်ခုကအယိုးအယိုးဆိုတာခန္ဓာကိုယ်အရေးအသားအကျောတို့ဤတီယာမှီယာဖြစ်သောမာကျောသည့်အင်္ဂါအစိပ်ပိုင်းဆိုပြီးတော့ရင်ခက်စစ်အဖွင့်ဆက်တလုံးကိုလည်းလေ့လာရမှာဖြစ်ပါတယ်ကဲဒါလေးကတော့သူတရယတဇဂပြေစောင်းမလေးတပုတ်ဖြစ်တဲ့ နှဝင်မာတန်းမြန်မာသာဖက်စာမှာပါဝင်တဲ့ရုခပေတာ ဆိုတဲ့ဆောင်းမလေးကို ဖက်ပြပေးသွားတာဖြစ်ပါတယ်။ဆောင်းမရေးသားခဲ့တဲ့သူကတော့ဆရာကြီးသိန်းဖေမြင့်ဖြစ်ပါလိမ့်ရှင်။ကျေးဇူးတင်ပါတယ်။